ဘာကြောင့်နေပြည်တော်ကိုပြောင်းခဲ့တာလဲကျောင်းကိုပြောင်းခဲ့တာပါစစ်ဘုတ်ချုပ်တွေကတော့ရန်ကုန်မှာဝင်ပေါက်ထပ်ပေါက်တွေများပြီးလုံခြုံရေးနဲ့အုပ်ချုပ်ရေးပိုင်းအဆင်မပြေဘူးလို့ဆိုပါတယ်ဒါပေမဲ့ပြည်ချင်းပြည်ပသုံးသက်သူအများစုကတော့ပြည်ပကလာရောက်တိုက်မှာဆိုလို့နေပြည်တော်ကိုပြောင်းတယ်လို့ဆိုပါတယ်အထူးသဖြင့်တော့အဲ့ဒီအချိန်ကအမေရိကန်ပေါ့တိုင်းရင်းသားတွေပေါ်လူခွင့်ရချိုးဖောက်မှုတွေဇက်တိုက်ကျူးလွန်ပြီးအတိုက်အခံဒီမိုကရေစီရေလှုပ်ရှားသူတွေကိုဖိနှိပ်ထောင်ချမှုတွေလုပ်နေတာကြောင့် မေရိကန်သမ္မတဂျော့ဂျ်ဝဘုရှ်ရဲ့နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့ကွန်ဒိုလီဇာရိုက်စ်ကမြန်မာနိုင်ငံကို Outposts of Tyranny မင်းဆိုမင်းညစ်တိုင်းပြည်စင်းတဲ့ကိုထည့်ခဲ့ပါတယ်။အဲ့ဒီစင်းထဲမှာကမ္ဘာအာဏာရှင်နိုင်ငံတွေဖြစ်တဲ့မြောက်ကိုရီးယား၊ Cuba, Iran, Zimbabwe နဲ့ Belarus တို့ပါပါတယ်။ဒါကြောင့်လဲဘူတန်ရွှေအနေနဲ့ပင်လယ်ဝင်ပေါက်ရှိတဲ့ရန်ကုန်ကနေကုန်းတွင်ပိုင်းတောတောင်တွေကြားမှာရှိတဲ့ကြက်ပြေးကို ရှေ့ပြီးတော့ရွေးခဲ့တာပါအဲ့ဒီပြောင်းတဲ့အချိန်မှာလဲအဲ့ဒီအချိန်ကပိုချုံမူကြီးတန်းရွှေကငါတို့တော့နေပြီးတော့ပြောင်းပြီကွာမင်းတို့တောသားတွေရန်ကုန်မှာနေရခဲ့ကြတော့လို့သူ့ရဲ့ဘုချုပ်တီကိုပြောခဲ့ပါတ